အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြဆွန်လိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာသူ့မောင်ရေးသားထားတယ်ကျွန်တော်အဖေဤအမေအကြောင်းဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်ကျွန်တော်အဖေဤအမေအကြောင်းခမားဝတ္ထုတော်ဆယ်ပုံမှာ၃ပုတ်ကအဖေအကြောင်း၃ပုတ်ကအမေအကြောင်းဇာတ်နဲ့၄ပုတ်ကခမားပါဝင်ခြင်းအကြောင်းဟုစာဖတ်သူမိတ်ဆွေတယောက်ကမြှောက်ပင်တယ်လို့ချောင်းနေတယ်လို့စကားဆိုပါသည် မိသားစုထဲမှာပင်ဝတ္ထုအကြောင်းရှာတတ်သည်လို့ချီးကျူးတာလို့လို့ဘောင်ကျင်းသည်ဟုကဲ့ရဲ့ချင်တာဖြစ်ကြောင်းသူ၏မချုံမချင်းမျက်နှာသားကတည်သားစေပါသည်အထူးသဖြင့်ထိုပုဂ္ဂိုလ်သည်ကျွန်တော်အကိုမောင်ဝနဤတငယ်ချင်းစာသမားပညာတတ်တရားဖြစ်သည်ဖြင့်ကျွန်တော်ကဘာမှပြန်မပြောဖြစ်ပါငကိုကလေးကသူသည်အထက်စီတမာကုံပြစကားစုံနေသည်မဟုတ်ပါလား ကျွန်တော်၏အနုပညာဘဝတွင်ဒီလိုပဲအထက်စီးဖြင့်ဟန်ကုတ်ဖို့ဆက်ဆံတတ်သူမြောက်များစွာတွေ့ဖူပါသည်သူတို့ကိုကျွန်တော်ကတနာလိုက်သည်သာဖြစ်ပါသည် သူတို့သည်ကျွန်တော်အကူအရွယ်များကျွန်တော်အရင်စတော့ပေးစားရေးခဲ့သူများထို့သောကျွန်တော်ကယူသလိုလိုပေါ်သလိုလိုနေခဲ့ရမှာစာရေးစရာဟူသောဂုံပုတ်ကိုပရိသတ်ကရော စာပေပညာရှင်များကပါအတိအမှတ်ပြုခံလိုက်ရသောအခါ ူတို့ကိုကြော်ဖြတ်တတ်သွားသောအခါမနာလိုတူရှိတော့မဟုတ်ကျွဲမီတူသွားကြပုံရ၏မေစရစိတ်မထားတော့လဲမုဒိတာမပွားနိုင်ကြသည်ကိုတော့ကျွန်တော်ယိမ်မိပါသည်တကယ်လဲသူတို့လောက်ကျွန်တော်ကပညာမတတ်ပါ သူတို့လောက်ကျွန်တော်ကစာမတတ်ပါတို့တော့ပါရမီအရာ၌ကသူတို့ကျွန်တော်ကိုလိုက်မမိကြပါ ထို့အခါကျွန်တော်သည်သူတို့ကိုဘာမှခွန်းတော့မပြန်တော့လဲ အဖေအကြောင်းအမေအကြောင်းများကိုပို၍ပို၍အရွယ်တိုက်ရေးပစ်ခဲ့ပါတော့သည်ထိုကြောင့်ပင်ဒိုင်းရင်ကအမည်ရှိအမေဘွဲဝတ္ထုတို့လုံးချင်းတအုံးတာရုအမေရှိဖခင်ဘွဲဝတ္ထုတို့လုံးချင်းတအုပ်ပင် ထွက်ရှိနိုင်ခဲ့ခြင်းဖြစ်၏1980ဝန်းကျင်ကဖြစ်သည်ယခုထိလည်းမကြာခဏဆိုသလိုအဖေအကြောင်းအမေအကြောင်းများကို ရေးနေမိပေသည်အထူးသဖြင့်အမေအကြောင်းများ ဟိုတလောစီကဆရာဒုခ၏အမေနှင့်ပတ်သက်ပြီးစာပေဂီတရုပ်ရှင်နယ်တို့၌အော်အော်တောင်းတင်ဖြစ်သွားခဲ့သည်ကိုမှတ်မိကြပါလိမ့်မည်သောစင်ကာလာမှာပင်စစောကပြောခဲ့သောကျွန်တော်အကိုကြီးတငယ်ချင်းစာသမားသည် ကျွန်တော်ထံတကူးတကန်တယ်လီဖုန်းဆက်ပါသည်ဘယ်နဲ့လဲဘို့သူဒီပွဲမှာဘာမှဝင်မနှွဲတော့ဘူးလား သူသည်ကျွန်တော်စာရေးစာဖြစ်စဉ်ကလေးကပြောခဲ့သောအထက်စီးလေတန်ဖြင့်မချုံမချင်းစကားဆိုပါသည်အသက်အရွယ်အချိန်အခါတွေရင်းရော်လာတော့လဲခဏအထိသူ၏စိတ်ဓာတ်မပြောင်းလဲသေးသည်ကိုကျွန်တော်အံ့ဩမိပါသည်သူသည်အခုထိ ကျွန်တော်အပေါ်ဘာကြောင့်ကြွေးမိတုန်နေသည်ကိုစဉ်းစားမရပါ အမြဲတမ်းခင်မိနေတာလားတနေရာတွေကလည်းစိတ်ဓာတ်မတက်တော့တာလားမသိရပါဘူး ပါပဲဖြစ်ဖြစ်အမေနဲ့ပေါ်ပေါက်လာတော့အမေနဲ့ပတ်သက်တဲ့အနုပညာရှင်များခေတ်ဆန်လာတော့အချိန်တမရနိုင်ထိုပုဂ္ဂိုလ်က ကျွန်တော်ကိုမှတ်မှတ်ထင်ထင်သတိတရားဖုံးဆက်ဖို့ရသည်ကိုပင်ကြံဖန်၍ကျေးဇူးတင်ရမည်ဖြစ်ပါသည်သူစိတ်ထဲမှာကျွန်တော်အမြဲရှိနေသည်ထင်၏အမေအကြောင်းအမေပြောပြတဲ့အကြောင်းတွေရေးရင်းနဲ့ဝိထုတို့ရေးစရာဖြစ်လာတာပဲနောက်ထပ်တကူကထပ်ရင်းနေစရာမလိုပါဘူးအခုလက်ကြုံရင်ကြုံသလို့ အမေအကြောင်းတွေကျွန်တော်ရေးနေတာပဲဟုစကားနဲ့ရန်စဲပြောရပါသည် အမှန်မှာအမေပွဲစုနေစဉ်ကျွန်တော်ကိုသူကလှမ်းပြီးဂလိထိုးတာဖြစ်ကြောင်းကျွန်တော်သိနေပါသည် မဟုတ်ဘူးလေမြန်မာစာလောကမှာအမေပွဲအဖေပွဲဝတ္ထုတွေအများဆုံးရေးခဲ့တာ သူ့မောင်လို့ကျွန်တော်တို့ကသတ်မှတ်ထားတာဗျဒီပွဲမှာတခုခုတော့ဝင်လို့ဖို့ကောင်းတာပေါ့ဟုသူကထပ်ပြီးတွေးထိုးပါသည် ကျွန်တော်က နေ့တိုင်းဖះရှိခိုးတဲ့သူဟာလူစုပြီးဖះဖို့တည်တံ့ထွက်တဲ့အလုပ်ကိုလုပ်ခဲ့ပါတယ်။ဖះဖို့သွားရင်လည်းတယောက်တည်းတော်လကောင်းမိသားစုနဲ့တော်လကောင်းအေးအေးလူလူသွားတတ်ပါတယ်ဟု စကားကုံပြောလိုက်ရပါသည်။သူ့မနှောကို ကျွန်တော်သိသည်။အဖေတွေဘယ်သွားထားမလဲဆိုသည့်ပြဿနာတဲ့ကျွန်တော်ကိုဆွဲထည့်လိုဟန်သူသည်။ကျွန်တော်ကစကားကိုအဆုံးသတ်တော့လဲသူကထပ်ပြီးအရေးရှိပါသည်။ထင်းသည့်အတိုင်းပါပဲ။ ဒါပေမဲ့ခမည်းကအဖေရဲ့အကြောင်းလဲရေးများတဲ့သူပဲခုဖြစ်နေတာက အမေရဲ့တခစ်ဆန်တော့အဖေရဲ့ပဲသွားထားမလဲဒီတော့ခမည်းအနေနဲ့တော်ပါတော့ဗျာကျွန်တော်ခုတလောဝတ္ထုတို့ရေးအားနေနေတယ်အနုပညာရေးရအတွေ့အကြုံတွေကအရေးများနေတယ်ပြီးတော့မိဘနဲ့ပတ်သက်တဲ့အကြောင်းအရာတွေရေးရဖန်များလို့ညှင်းဝင်နေပါပြီ sorry ပဲဟုတူတူပြက်ပြက်ပင်ပြော၍တယ်လီဖုန်းကိုအလှဉ်စလိုခြပစ်လိုက်ပါတော့သည် အမေအကြောင်းအဖေအကြောင်းစာပေအမှုပညာအကြောင်းထံသူ၏အတုအထောင်ညင်ကိုမကြိုက်သောကြောင့်ဖြစ်ပါသည်ပြီးတော့တပားသူစကားပြောလျင်အလွန်သဲကြီးခံနားထောင်ပေးတတ်တော့ကျွန်တော်သည်ပင်သူ့အတွင်စိတ်ကိုမခံမရနိုင်တော့ပါကိုထက်အသက်ကြီးနေသူမိတ်ဆွေမှုသာကျွန်တော်ပါဇက်ကပရုဒဝါစာရထွက်မသွားခြင်းဖြစ်ပါသည်အမေညိုကြီးကတော့ကြားမှရနော် သူ့စီတယ်လီဖုန်းဆက်ရင်အနည်းဆုံး15မိနစ်လောက်အချိန်ယူရတယ် စကားပြောကလည်းကောင်းအတန်ကြီးကလည်းမာလိုက်တာမှန်ညာတွေကလည်းကောင်းပါကောင်းဟုတငယ်ချင်းတယောက်ကကျွန်တော်အမေအကြောင်းကိုချီးကျူးစကားဆိုပါသည်သူကအမေအစွဲလန်းကြီးသူဖြစ်သည် ကျွန်တော်ထပ်ပင်လွန်ကဲပါသည်ထို့သောအနုပညာသမားမဟုတ်ပါ ထို့ကြောင့်အမေဘွဲကိုသူမဖွဲတနိုင်ပြီးတော့သူသည် ကျွန်တော်အမေနှင့်သူ့အမေကို အမြဲနှမ်းရှင်ကြည့်နေတတ်သူဖြစ်သည် သူ့အမေနှင့်ကျွန်တော်အမေသည် စိတ်ထားတပ်ပုံချင်းရော မုတ်ဆိုးမှဖြစ်ကြခြင်းမှသူသည်ဂုံဂုံပြောကြခြင်းအရွယ်ကောင်းကြစင်မှပဲယောက်ျားနောက်အိမ်အောင်ပြုတ်သွားသည်ကိုခံရပုံချင်းလဲတူပါသည် မတူတာကကြားမရည်နှင့်မိသားစုရေးပင်ဖြစ်ပါသည် ကျွန်တော်မိခင်က80ကျော်ပါပြီသွားတစ်ချောင်းများမကြိုသေးပါ စားကောင်းတော့တောက်ကောင်းတော့အိတ်ကောင်းတော့ပင်မှတ်ညံတွေကလည်းကောင်းနေပါသေးသည်80ကျော်မှလေးဖြတ်သွားတော့လဲပြန်ကောင်းသွား၏ 80နာရီမှလက်မောင်းအစစ်ပြုတ်သွားတော့လဲပြန်ဆက်သွား၏ရှေးဘဝကုသိုလ်ကံဟုပင်ဆိုရပါလိမ့်မည်လူတဘာဝအတိုင်းအသက်ကြီးလာသဖြင့်စကားတွေများလာတော့လဲမှတ်ဖွယ်တားဖွယ်များသာဖြစ်နေပါ၏ဒါကိုပင် ကျွန်တော်တငယ်ချင်းကသူမိခင်နဲ့ရှင်၍အားကြနေပါသည်သူမိခင်သည်ဇမရီမကောင်းပါ60လောက်ကလေးကချူချာခဲ့သူဖြစ်ပါသည်စေနဲ့မပြတ်နေရရှာသူပါ မညံတွေလည်းရော့ရဲလာခဲ့ပါသည် ဥပမာတီဗီပြလို့ကျွန်တော်တချင်းဆိုသည်ကနာပါလာလင်ဟဲ့ဒီကောင်လေးပြန်တောက်နေပြန်ပြီထင်တယ်ဟဲ့ဒီကောင်လေးမတောက်တော့ဘူးထင်တယ်ဟုအမဲလိုလိုပြောတတ်ပါသည်အမှန်မှာကျွန်တော်တီဗီမရိုက်တာကြပါပြီအဟောင်းများကို အလင်းတင့်တယ်လို့ပြန်လွှင့်နေချင်တာဖြစ်သည်မကောင်း၆လကောင်း၆လ ကျွန်တော်မှလည်းတီဗီများရိုင်းနေစဉ်က အရက်တောက်ချိန်နေကြုံလင်းကျွန်တော်ပါဖောင်းနေတက်ပြီးနားနေချိန်နေကြုံလင်းကျွန်တော်ပါပိန်နေပါသည်ဒါရီကိုအလင်းတင့်တယ်လို့ပြန်လွှင့်တော့အခါကျွန်တော်ပါသည်ပိန်လိုက်ဖောင်းလိုက်ဤတွင်သူမိခင်ကြီးကအထပ်ပအတိုင်းမှတ်ချက်ပြုခြင်းဖြစ်၏ထို့အခါတငယ်ချင်းဖြစ်သူက မဟုတ်ပါဘူးအမေရဲ့သူအခုမတောက်တော့ပါဘူးဒါရီကအရင်တော့ကရိုက်ထားတဲ့တခြင်းတွေပါဟုရှင်းပြရသည် တို့တော်ရှင်တုံခဏပါပဲနောက်တစ်ကြိမ်ထိုတချင်းပြန်လာလင်ဟော်ရီကောင်လေးပြန်တောင်းနေပြန်ပြီထိုကိစ္စကိုယနေ့တိုင်ဘယ်လို့မှရှင်းမရတော့ပါဆစောကပြောသလိုသူကကျွန်တော်အမေနဲ့သူ့အမေကိုနှိုင်းရှင်ရ၌ကြားမရေးကိစ္စသည်အဓိကမဟုတ်ပါအသက်ကြီးလာလင်ကြားမရေးထိခိုက်ရိုယွင်းလာတာဓမ္မတာဟုသူတဘောပေါက်ပြေးတာဖြစ်သည်စေတနာမှာမိသားစုကိစ္စဖြစ်ပါသည် ကျွန်တော်အမေမှာသားလေးယောက်ရှိသည်အတူနေသားတစ်ယောက်နှင့်ချွေးမကျွန်တော်သား၃ယောက်နှင့်ချွေးမ၃ယောက်ကလည်းလက်တကမ်းမှပင်နေကြသည်အမေအိမ်ကိုသား၃ယောက်အိမ်ကဝန်းရံထားသည်ဆိုပါစို့ပြီးတော့ကျွန်တော်တို့သားလေးယောက်ထပ်ပင်ချွေးမလေးယောက်ကအမေကိုပို့ရွေးကယူတဆိုင်ရှိကြလေရာအမေသည် သူ့အရွယ်သူ့အခြေအနေနှင့်လိုလေသေးမရှိဟုဆိုရနိုင်ပါသည် ဤဒီပင်လင်ကျွန်တော်တငယ်ချင်းအတွက်သူ့အမေနဲ့ပတ်သက်ပြီးခံစားချက်ပုံမပြင်းထန်စရာဖြစ်ခဲ့ရပါတော့သည်သူ့အမေရင်လည်းတာသမီ6ယောက်ထုံကားခဲ့ပါသည်အားလုံးလည်းကိုချစ်တောင်းပေါ်ကိုကောင်းကောင်းရမ်းနိုင်ုံများမကချောင်းချောင်းလည်းလည်းရှိကြသူများဖြစ်ပါသည်။သို့တော့သားသမီးကံမကောင်းဟု ဆိုရမလားမသိ။သမီးတယောက်ကအပြိုကြီးဖဖဖြစ်လေမှဥပ္ပစ္စယကံဖြေကွယ်လွန်သည်။သားတယောက်ကထောင်တန်းကျနေသည်။ ဒီတော့ချွေးမဖြစ်သူမှာဒီရောက်ခမကြီးထဲသူ့လင်သားကိစ္စကိုပို၍ပြများနေရသည်ငွေကြေးပို့ပေးနိုင်တော့လဲမြစ်တာတရားကိုပို့မပေးနိုင်တော့သားသမီးတယောက်ကလည်းညောင်နောက်စတုံးပါဖြစ်တနေတကြေးမှာနောက်သားတယောက်ကနိုင်ငံသားမှာထိုအမေနှင့်အတူနေဆိုလို့သားချင်းနှင့်သားလက်သားရှိသည်ထိုအထီးကတော့ထိုအမေကြီးအတွက်မထောင်းတာလားဟုဆိုချင်းဆိုနိုင်ပါသည် အဘဲကြောင့်ဆိုသော ထိုအမေထဲသားသမီးကံဆိုသော အမေတွေအပုံအပင်ရှိနေသောကြောင့်ပင်ဘာပဲဖြစ်ဖြစ်ကို့အထွာနှင့်ကိုကတော့ဘဝမှာလိုအပ်ချက်တွေအများရှိနေသည်မဟုတ်ပါလားလေကျွန်တော်တငယ်ချင်းရဲ့အမေရင်လဲသူ့ဘဝသူ့အခြေအနေအရာ လိုအပ်ချက်တွေရှိနေပါသည်စာဖွဲလောက်အောင်ဘဝမနာတော့လဲကိုချင်းစာကြည့်နိုင်ပါသည်အထက်တွင်ဆိုခဲ့သောကျွန်တော်အမေကံကောင်းသည်ကိုချီးမွမ်းခံဖွင့်လေတိုင်း ကျွန်တော်တငယ်ချင်းဒီမျက်ရည်လည်းနေတတ်ပါသည် မကြမကြလည်းကျွန်တော်အမေကံကောင်းပုံကို မုဒိတာပွားတတ်ပါသည်ဒါကိုကသူ့အမေ၏ဘဝကိုနှိုင်းနေခြင်းဟုကျွန်တော်ကတဘောပေါက်ပါသည်ပြောခဲ့ပါပကော ကို့အထွန်းနဲ့ကိုပါဟုသို့တော်တနေ့တွင် သူက မျက်ရည်လည်းယုံတွင်မက မျက်ရည်ကြလျက်စကားဆိုပါသည်အမေညိုကကံကောင်းတယ်ဗျာကျွန်တော်အမေကံဆိုးရှာတယ် ကြားနေကြစကားပင်ဖြစ်တော်လဲဒီတခါနည်းနည်းပို့ထူးချသည်မို့အာယုံဆိုင်နားထောင်ရပါသည်အမေယောဂါကပိုဆိုးလာတယ်ဗျာစိတ်ကလည်းပို့ပြီးခြောက်ခြားလာတယ်လို့ပဲအိမ်မှာကျွန်တော်မရှိရင်တယောက်တည်းနေရတာကိုဗျာခမည်းကြီးလင်မယားကရောအဲပြောချင်လို့ပေါ့ဗျာပြဿနာကကျွန်တော်ညီရဲ့မိန်းမနဲ့အမေရန်ဖြစ်ကြတဲ့ကိစ္စပါဒါကလေကပ္ပဦးအစကလေးကဖြစ်စင်မို့မပြောပြတော့ပါဘူး ဒါပေမဲ့ဒီကောင်ကမရဖက်လုံးဝပါပြီးအိမ်မော်ကဆင်းသွားတယ်။သေခန်းပြတ်တယ်ဗျာအမေကခုဆိုရင်ဒီကောင်ဟာသူ့အိမ်တာရင်နိုင်ရင်လည်းအမေကမပြောတော့ဘူး။အမေအိမ်တာရင်နိုင်ရင်လည်းတရင်မေးဖို့မရတော့ဘူး။ကုံကုံပြောမယ်ဗျာ။တို့ရဲ့ဒုတိယသားလေးကိုတော့အမေခင်ဗျာဒီနေ့ထိမမြင်ဘူးရှာဘူး။ငွေကြေးထောက်ပံ့ဖို့ဆိုတာဝေရောပဲ။ခင်ဗျားမေဖက်ကရောပြန်ပြီးအဆက်တမလုပ်ဘူးလား။ သူကဆလုပ်တင်တယ်လေဗျာပြီးတော့အမေက ကျွန်တော်တို့ရှိနေသားပဲဆိုပြီးမာနကလေးကလည်းမချချင်ဘူးခက်တာကအိမ်မှာလူလေးလူငယ်ကလည်းမရှိဘူးကျွန်တော်နဲ့အမေနှစ်ယောက်တည်းနေကြတာသူကလူပြိုကြီးဖြစ်သည်ကျွန်တော်မကစားဝတ်နေရေးလုပ်ငန်းကလည်းတစ်ဖက်အချိန်မတော်အချိန်တော်အိမ်မြဲတာမဟုတ်ဘူးကြုံတလို့အမေကိုပြုစုနေရတာနေကြရတာကလည်းတိုက်ခန်းဆိုတော့ကျွန်တော်မရှိတဲ့အချိန်အိမ်ကိုတောက်ခတ်ထားရတော့ မီးရဲ့ထင်းရဲကလည်းရှိသေးတယ်။အမေတယောက်တည်းအခန်းထဲပိတ်ထားခဲ့ရတာလည်းစိတ်မချဘူး။အင်းကျွန်တော်အိမ်ပြန်ရောက်တော့လေတနေ့လုံးအထီးကျန်နေခဲ့ရတဲ့အမေနဲ့စကားဆက်မြင်ပြောပေးရပြန်ရောဟုငဲရီစကားဆိုပါသည်။သူတို့မိသားစုပြဿနာပါရရှိလို့ဘယ်သူအမှဆိုတာကျွန်တော်မသိပါ။သိလည်းမသိတန်ကောင်းပါ။သို့တော့တငယ်ချင်းအမေဆိုတော့အတီးကျောင်းကျွန်တော်စိတ်မကောင်းဖြစ်ရတာတော့အမှန်ပင်။ အခြားကျွန်တော်နဲ့မသိတော့လူတရား၏အမေဆိုလင်တော့ကျွန်တော်ခုလကရုတဆိုင်ရှိချင်မှရှင်မည်။သူများအမေတွေဒီထက် ဆိုးကြသည် ကိုကျွန်တော်တဘောပေါက်ထားတော့လဲ။ကိုနှစ်နီးဆက်တော့အတိုင်းဝိုင်းမှုကျွန်တော်ကအဖြစ်သေးနေတာကိုလည်းဝန်ခံပါသည်။မိတို့ပင်ရှိစေ အမေတွေဒုက္ခရောက်တာကျွန်တော်မကြိုက်ပါ။အမေတွေဖက်ကအမားတွေရှိချင်ရှိပါမည်။သောသောအမေသည်အမေသာဖြစ်သည်ဟု ကျွန်တော်ကကိုရိတ်မျက်မြင်ရှိထားသူမို့ ဗန်းလိုက်နေခြင်းမိပါသည်အထက်တွင် အမေနှင့် အမေစာပေအနုပညာများနှင့်ပတ်သက်၍အတုအထောင်လောက်ကံရခြင်းအကြောင်းကို ကျွန်တော်ရေးပြပါပြီတငယ်ချင်းအမေတယောက်၏ဒုက္ခတစ်ခုကိုလည်းရေးပြပါပြီစဉ်းစားကြည့်လျှင်စာပွဲလောက်သည်ဟုမဆိုသာမှန်းလဲသိပါသည်ထို့သော ထိုဖြစ်စဉ်တစ်ခုသည်တပြိုင်တည်းဆိုသလိုကျွန်တော်ထံရောက်လာသည်နိုင် ကျွန်တော်စိတ်ဒီကျွန်တော်အဖေအမေအကြောင်းကိုဖြတ်ခနဲရောက်သွားရပါသည်ဒါကတော့ရေးလို့ကောင်းသောအကြောင်းအရာဟုကျွန်တော်ထင်ပါသည်ကျွန်တော်အဖေအမေသည်အလွန်ဆိုးသောမိမကြီးတယောက်မဟုတ်တော့လဲမိခင်ကောင်တယောက်တော့ကမဟုတ်ပြန်မှာအများသူငါပတ်ဝန်းကျင်ပေါ်ကောင်းသလောက်တာအရင်ဖြစ်သူ ကျွန်တော်အဖေပေါ်တော့မထင်ရလောက်အောင်ကိုဆိုးသူဖြစ်ပါသည်မြေမြအထိအဖေအပေါ်အဖွားဆိုးခဲ့သည်ကို ကျွန်တော်ခရီးစစ်တွင်ကြရေးပြလင်း စာဖတ်သူယုံမည်မဟုတ်ပါ ကျွန်တော်အဖေနားလေးသွားရချင်းသည် အဖွားရိုက်လို့ဟူ၍လောက်သားဆိုချင်ပါသည် ခလေးကိုအမေအရိုက်ကြမ်းတက်သည်မှမဆန်းတော့လေအဖွားကအဖေကိုရိုက်ပုံမှာအဖေဆိုလို့မဟုတ် အလကားနေရင် အပြင်းပြေခေါ်ရိုက်သည့်အထိအရိုက်ကြမ်းသဖြင့်ယခုလိုရေးပြရချင်ပါအဖေအမေသည် စာမတက်ပါရန်ကုန်မြို့တိမ်ကြီးစည်းတဲ့တွင်ခေါင်းရွက်ပြတ်ထိုးဈေးတယ်လှူစားရပါသည် ကိုပါအရင်အနေဖြင့်ရောင်းရသည်မဟုတ် သူများတကဆိုင်တွင်မှတိုလီမုတ်ဆာကလေးများကိုဟိုတစားတစားယူ၍ဘန်းနှင့်လဲရောင်း မကုံပြန်ပေကုံတလပေါ်မှရာဂိုင်နှုံးဖြည့်ယူအိမ်အတွက်ဈေးဖိုးလှုပ်ရှားရသူသားဖြစ်၏ဤမြဆင်းရဲပါသည်ဒီတော့အဖေကိုကြောင်မထားနိုင်ပါထိုအခါညံကောင်းသောအဖေသည်ရက်ွက်ထဲမှလူကြီးသူမများ၏မြေတားကိုရအောင်ယူပြီး လက်တို့လက်တောင်းကူညီရင်းမုတ်ဖိုးပဲဖိုးရှာရသည်။ထမင်းနှံ့မှန်အောင်ကြိုးစားခဲ့ရသည်။အဖွားပေးသောအဖေအတွက်နေ့စဉ်အာဟာရဖိုးသည် ထမင်းမဟုတ်ပါ။နနက်စာညစာအတွက်စံပြုတ်တစ်ခွနဲ့အေဂျာကွေးတစ်ချမ်းများသာဒါတော်တခါတရံအဖွားကအမိခံပြီးနနက်စာသုံးမဟုတ်ညစာကိုတနတ်တည်းကြွေခဲ့သည်။ကျောင်းနေဖို့ဆိုတာဝေလာဝေ။တနေ့တနက်စာနဲ့ မဖိုးကိုပင်သူ့ဖာသာရှာခဲ့ရသောအဖေအများသူငါကလေးများနှင့်ကစားနေစဉ်အဖေမျက်လုံးတွေက လမ်းဘေးအိမ်များသို့မျက်စိကစားနေရ၏ဘယ်သူများငါ့ကိုတခုခုခေါ်ခိုင်းမလဲဟုဒါမှတနက်စာဆံပြုတ်ဖို့ရမည်ကို လိမ်မာသောညံကောင်းသောအဖေကိုရက်ဆွေရံမျိုးများကအမြင်မတော်သဖြင့်ကြောင်းထားပေသည်ဦးမောင်ကလေးတော်ကျုပ်တင်ကန်းပရိခရာတထေးများဟုသိရသည် ထို့သောကြောင့်ကလေးတက်ရစင်မှာပင်မဖိုးနှင့်ចောင်းလာခါကိုလမ်းထောက်ချိုးမှချောင်းယူပြီးအဖေအမေကတောင်းယူသုံးဆွဲတတ်သည်ရိုးရိုးတောင်းသည်မဟုတ်ခေါင်းခေါက်ဘိုက်ခေါက်လိမ်ပြီးလူယူခြင်းဖြစ်သည်ပြီးတော့ထိုရတတ်တမြငွေစာဖြင့်နက်ကနာသွားသည်မြင်းပွဲနှင့်ဖဲနိုင်လင်ဟင်းကောင်ကျွေးကောင်များဆက်ပြီးအိမ်နီးနားချင်းများကိုကောင်းကောင်းကျွေးမွေးအပ်ခံသည် ထိုအချိန်များတွင်အဖေသည်လေကားရင်းတွင်ဥလှိပ်ပိုက်ဟာပြီးတရွေးတမျိုးမျိုးဖြင့်ထိုင်ဆောင်နေရသည်တည်းအားလုံးကုံတော်မှအယိုးအရင်ကို ဟဲ့သေးနာကလေးလာစားဟုမတထာရေစာကြွေးတည်းဤဒီတို့မှကျွန်တော်ကအပေါ်ပြောရခြင်းမဟုတ်ပါ လိုပင်လိုနေပါသေးသည်အဘဲเจ้าဆိုသော အမေကသူ့အမေအကြောင်းပြန်ပြောသောအခါဒီထက်လွန်ကဲသောမယုံစရာများစွာပါနေသောကြောင့်ဖြစ်သည် သို့တော်အဖေကတားရိုက်ပြောခြင်းမဟုတ်ပါဝိတုပြစ်ပြောပြခဲ့ခြင်းဖြစ်သည်အကြင်ကြင်ပြန်လဲပုံနှင့်ထုတ်ဝေခဲ့ရသောတာရု၏အထာဝိတုသည် အဖေ၏ငယ်ဘဝအထုပ်ပတိပင်ဖြစ်ပါတော့သည်ယခုအချိန်အသက်40နှစ်အထက်စာဖတ်ဝတနာကြီးသူတို့သည် အဖေ၏အတာဝိတုရှိကြီးကိုကောင်းစွာသိရှိကြပေလိမ့်မည် အတာရင် အတာဆိုသောဆယ်နှစ်သားအရွယ်ကောင်းလေးတယောက်ဤမိခင်မြတ်တာငတ်မုတ်ခဲ့ရပုံသည် စာဖတ်သူမျက်ရည်ကြာရလောက်ပေသည် ကျွန်တော်ဆိုလင်မျက်ရည်ကြာရမည်အခန်းရုပ်ရှင်နဲ့တရုပ်ဆောင်ရမည်ဆိုလင်အတာစာအုပ်ကိုရိုက်ကွင်းပေါ်ယူသွားတတ်သည်ရိုက်ခါနီးဆက်စင်ကြုံရစာမျက်နှာကိုလှန်ဖက်ယုံဖြင့်ကျွန်တော်မျက်ရည်အလိုလိုကြာရသည်သောသောအဖေသည် သူ့အမေကိုအလွန်ချစ်ရှာသည် သူ့အမေသူ့အပေါ်ဆိုးခဲ့သည်များကိုလည်းလူသိမခံပါအတာဝတ္ထုသည် သူ့ကိုတွေ့ပါဟု၍လဲကွယ်လွန်ခါနေကြမှဝန်ခံခဲ့လေသည်မကွယ်လွန်မီအဖေကို ရွှေအမြူတေကိုဝင်းငိမ့်ကထို့ကြောင့်အင်တာဗျူးလုပ်တော့လဲအဖေဝန်ခံကောင်းကြီးခဲ့ပါသည်ဒါကြောင့်ယခုကျွန်တော်ရေးရပါသည်ဟုတ်မဟုတ်ရလားအဖေရဲ့ဟုကျွန်တော်မေးတော့အခါဒါထက်ဆိုးတာတွေရှိတာပေါ့ကွာ ဝတ္ထုအနေနဲ့ယုတ်တိမတမှာဆိုလို့အဖေထက်မရေးတာဟုပြောပြပါသည်။မြည်တော့ပင်ရှိစေကျွန်တော်တို့အရွယ်ကလေးတွေရလာတော့အခါဤမြဆိုသောအမေကိုအဖေကျေးဇူးဆပ်ပုံတွေကိုက မျက်မြင်ကိုတွေ့ဖြစ်ခဲ့ရပါသည်ကျွန်တော်တို့ငယ်စဉ်၌အဖေသည် ချမ်းသာကြွယ်ဝနေသူဖြစ်နေပါပြီအိမ်မှာမော်တော်ကား6စီးရှိနေပါသည် ထိုအထဲမှအကောင်းဆုံးကားကို သူ့အမေအတွက်ထားသည် အဖွားသွားချင်ရသွားဖို့အတွက်တည်း ကျွန်တော်အဖွာဘယ်ရီသွားနေတနည်းလမ်းဘေးနှက်ပွဲတို့ဖဲရိုက်သွားဖို့နဲ့ဈေးရောက်သွားဖို့ဖြစ်သည်စာရေးဆရာဒါရိုက်တာကုမ္ပဏီပိုင်ရှင်ကြီးဦးသာတူဤမိခင်သည်နနက်တိုင်းစိန်ခံကားဖြစ်သွားပါသည်သူတွင်ဈေးဘတ်အလွတ်တစ်ခုပါသည်ဈေးတို့ရောက်တော့ထိုဘတ်အလွတ်ထဲသို့ဟိုဆိုင်ဒီဆိုင်မှတားငါများတိုလီမုတ်ဆဟင်းဒီဟင်းရွက်များကိုအကျွေးယူပြီးဈေးထဲလဲရောက်တော်သည် ်ထိုအချိန်တွင်ဦးတာတို့သည်ဇိန်ခံကားပေါ် secret ခဲရင် သူ့အမေကိုထိုင်၍စောင့်ပေးရှာသည်ကျွန်တော်မျက်မြင်ဖြစ်ပါသည်အဖေရဲ့အဖွားကိုအလိုလိုက်တာလွန်လုံးပါတယ်ဟု ကျွန်တော်ကဂီယူနာတော်တော်ပြောတော့အခါအဖေကတားရဲ့မင်းဖွားကိုတာမဟုတ်ဘူးမင်းတို့ကိုလည်းဖေဖေဂီယူဆိုင်တာပဲတားတို့ကိုအဖေတစ်ချက်ရိုက်ဖူးသလားပြောစမ်းအေးအဲ့ဒါလိုပဲ ဖေဖေလုံးနေတာနောင်ဘဝမင်းအဖွာဝတ်လည်မှာဆိုလို့ပဲမင်းတို့ယုံချင်ယုံမယုံချင်နေနောက်ဘဝမှာအဖေကမိဘဖြစ်ပြီး အဖေအမေကသားသမီးဖြစ်ခဲ့ရင်ဒီဘဝဝတ်ကြွေးတွေပြန်လဲမှာကိုဖေဖေသိတ်ဆုံးရင်နဲ့ဟူပြောရှာပါသည် အဖေဆုံးကနေနောက်ဆုံးထွက်သက်သည်ကျွန်တော်လက်ပေါ်မှာဖြစ်သည် အဖေသည် ဝေဒနာကိုကြိတ်မိတ်ခံစားနိုင်သူသားဖြစ်သည်နောက်ဆုံးအချိန်များတွင် အဖေသည် မခံမရနိုင်လုံမှာ တစ်ချက်မျှညီသွားပါသည် အမေဟူ၍ဖြစ်ပါသည် ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာသူ့မောင်ရေးသားထားတဲ့ကျွန်တော်အဖေကြီးအမေအကြောင်းဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပါရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်